ဒီနေ့ကတော့ဒီစနေနေ့ပေးရက်ဒီအလုပ်ပေးရက်လေးမှအလုပ်ဖြစ်ခဲ့တာလေး vlog လေးရိုက်ထားပါတော့ဒါကတော့အဲပထမဦးဆုံးအနေနဲ့ဒီမှာရှိရဲ့ farmer market ကိုအရင်သွားပြီးတော့ဒီမနက်စာဝင်လို့ပေါ့နော်ဒီကူကတော့ဒါ farmer market ကိုရောက်ပြီးဒီမှာတော့အဲ့အသီးနှံတွေပါရောင်းနေပြီးတော့မုတ်တီလေးရောင်းနေပေါ့နော်အဲ့ဒီကနေပြီးတော့ဒီ chocolate cookie လေးကိုဒီနေ့ဝယ်ခဲ့ ပြီးတော့ဒီ beach ကိုသွားမယ်ဆိုပြီးတော့ဒါ beach ကိုထွက်လာခဲ့ရေပေါ့နော်ဒါပေမဲ့အဲဒီ land tour ရောက်တော့အဲစိတ်ပြောင်းသွားပြီးတော့ဒီမှာရှိရဲ့အဲ national park ကိုသွားမယ်ဆိုပြီးတော့ဒီ national park ကိုအဲဦးတည်နေရပေါ့နော်ဒါကတော့လမ်းလေးမှာမြင်ရတဲ့ဒီရှုခင်းလေးလှလို့ရရိုက်ထားတာဒါကတော့ဒီ national park ကိုစားရောက်ပြီးပေါ့နော်အခုကတော့ပထမဦးဆုံးနေနဲ့သွားမယ့်နေရာလေးကိုသွားနေရတာဒါကတော့ဒီခုဒီကမ်းခြေကိုအရင်ဒီမှာ ခဏလမ်းလျှောက်ဖြစ်တယ်ပေါ့နော်ဒီမှာရှိရကန်းကြီးလေးပြီးတော့ကန်းကြီးလေးကနေပြီးတော့ဒီကန်းကြီးမှာဒီမှာအဲ့ဒီဝေလငါးတွေထားရပြတိုက်ဆိုတာရှိရအဲ့ဒီကိုသွားမယ်ဆိုပြီးတော့ဒါစီစဉ်ထားတာပေါ့နော်ဒါပေမဲ့မထင်မဖယ်နဲ့ဒီဝင်းကြီးကအာတယောက်ကို40လောက်ဆိုတော့ဈေးကြီးရောမသွားဖြစ်တော့ဘဲနဲ့အဲ့ဒီမှာရှိရဒီ store ရဲ့မှာပဲအဲ့ဒီပစ္စည်းလေးတွေရှောက်ပြီးတော့အကြည့်ဖြစ်တယ်ပေါ့နော်ဒီ accessory လေးတွေကတော့လှတယ်အေး ဝဲတော့မဝဲဖြစ်ခဲ့ဘူးပေါ့နော်ဒီလိုပဲဟိုကြည်ဒီကြည်အဲ့ဒီမှာနက်ကလေးအဲ့ဆွဲကြိုးလေးအဲ့လိုလေးရှည်ရပေါ့နော်အခုဒီကနေကြည့်ပြီးတော့ဒါကတော့နောက်တခြားအဲ့မှာရှည်ရနေရှင်တဲ့ဘက်တီးယားပဲတခြားတနေရာကိုသွားနေရပေါ့နော်အဲ့ဆလမွန်ဟိုးဆိုတာအဲ့နေရာနေရာလေးကတော့အရန်လာတယ်အဲ့မှာဒီမှာအဲ့မှာဆက်ဖင်လုံးနေတဲ့လူတွေလည်းအများကြီးပဲပေါ့နော် အဲ့ဒီမှာရေရတော့ပုံမှန်မြင်ရတဲ့အချိန်မှာစိတ်ညာပဲဒါကတော့နောက်တနည်းအောင်သွားနေရဒီ initial pack ထဲမှာပဲဒီနောက်တနည်းအားတော့အဲ့ဒီနေရာလေးကတော့ဒီသွားဖြစ်ခဲ့ဒီနေ့ initial pack ထဲမှာဆိုအခြိုက်ဆုံးနေရာပဲအဲ့တော်တော်လေးလှရပေါ့နော်အဲ့ဒီမှာအပြင်မှာကတော့ပိုလှတယ်ဒီဖုန်းကင်မရာထဲမှာကျတော့တိတ်ပြီးတော့ဒီအပြင်ကလှတဲ့ဟာကိုအဲမရိုက်နိုင်ဘူးပေါ့နော်ဒါက ီကူကတော့ဒါနောက်တင်ရအောင်သွားနေရဒီနောက်တင်ရဘာလဲတော့မသိမိသွားပြီဒါပေမဲ့ဒီနေရအရန်ကိုသွားသွားသွားခဲ့ပြမန်းတာတော့ပြောမနေနဲ့ရောအေးဘာဖြစ်လို့လဲဆိုတော့အိမ်မှာအေးတက်ကဆင်းရတာအရန်ကိုမောရဲပေါ့နော်ဒီအေးလမ်းတွေကလည်းမှတ်တော့လीပြီးတော့ဒီကူရာဒီဥရူကလည်းအိမ်မှာနည်းနည်းတိမ်ထူနေတော့နည်းနည်းမှောက်မဲသလိုဖြစ်နေတယ်ဒါပေမဲ့အဲလှတော့လှတယ်တကယ် အဲ့မှာဟိုအဲ့ပင်လေးကြီးတစ်ခုလုံးမြင်နေရတာပေါ့နော်ဒါကတော့မောလုံးလို့ခဏထိုင်တာနေရဒီမှာထိုင်တာနေနေပဲရှုကင်းလေးရှုစားပေါ့အဲ့မှာတော့တယောက်တော့သူကတော့အဲ့မှာရှိရမှာကြောက်တုံးလေးလှလို့ဆိုပြီးတော့လိုက်ရှာနေဒါကတော့ပြီးပါပြီစနေနေ့မနက်ခင်းပိုင်